မိတ်ဆွေဟာကိုကိုကိုယုံကြည်မှုယော်နေနေတာစိတ်ဖိစီးမှုတွေခံစားနေရတာမလုံခြုံမှုလို့ခံစားနေရတာပိုကောင်းတဲ့ဘဝကိုလိုချင်တာပိုပြီးတော့ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်ဒီဗီဒီယိုကို အဆုံးထိကြည့်လိုက်ပါတစ်ခါတုန်းကမြို့တစ်မြို့မှာလူငယ်လေးတယောက်ရှိပါတယ်အဲ့ဒီလူငယ်လေးကစီးပွားရေးလဲအဆင်ပြေတယ်အရင်ကထပိုးပြီးတော့မှ ကောင်းမွန်တဲ့ ဘဝကိုပိုင်ဆိုင်ထားတယ်။ပိုးပြီးတော့မှပျော်စရာကောင်းတဲ့မိသားစုလည်းရှိတယ်။ဒါပေမဲ့အဲ့ဒီလူငယ်လေးကနေ့စဉ်နေ့တိုင်းစိတ်တကြတာတွေစိတ်ညစ်တာတွေရှိတယ်။မလုံခြုံဘူးလို့ခံစားရတဲ့နေ့တွေရှိတယ်။ကိုကိုကိုယုံကြည်မှုရောကြတဲ့နေ့တွေလည်းရှိတယ်။အဲ့ဒီတော့သူဟာဒီပြဿနာကိုဘလို့ဖြေရှင်းရမယ်။ဘရုစီရနဲ့အကြံဉာဏ်တောင်းရမလဲလို့စဉ်းစားပါတယ်။ပြီးတော့မှ သူသတင်းတစ်ခုကြားတယ်အဲ့ဒါဘာလဲဆိုတော့လူတွေကိုအကြံဉာဏ်ပေးနိုင်တဲ့လူတွေကိုကူညီပေးနိုင်တဲ့ယဟန်တော်တပါရောက်နေတယ်ဆိုတာကိုသူကြားတာပါဒါနဲ့အဲ့ဒီလူငယ်လေးကယဟန်တော်စီကိုတွားပြီးတော့အရှင်ဖျားတပည့်တော်ဟာအရင်တော့ရတဲ့စာရင် ပို့ပြီးတော့မှပြောစရာကောင်းတဲ့ဘဝအရင်ကထဲစာရင် စီးပွားရေးရလည်းအဆင်ပြေတယ်လုပ်ငန်းကိုင်ကန်းတွေလည်းအဆင်ပြေတယ်ဒါပေမဲ့ ပြီးတော့ထင်ထားတာကဝင်ငွေတွေကောင်းလာရင်ပို့ပြီးတော့မှပျော်ရွှင်စရာကောင်းတဲ့ဘွားကိုရလိမ့်မယ်လို့ထင်ထားတာဒါပေမဲ့တပည့်တော်ဟာနေ့စဉ်နေ့တိုင်းစိတ်ညစ်စရာတွေကြုံရတယ်စိတ်ဓာတ်ကျစရာတွေကြုံရတယ်ယုံကြည်မှုရော့ကျတာတွေလည်းကြုံရတယ်မလုံခြုံဘူးလို့ခံစားနေရတာတွေလည်းကြုံရပါတယ်ဖရာလို့ချက်တင်ပါတယ်တပည့်တော်အဲ့ဒါတွေကိုဘယ်လိုကြော်လွှားရမလဲဆိုပြီးတော့မှယဟန်တော်စီကနေပြီးတော့အကြံဉာဏ်တောင်းပါတယ်ယဟန်တော်က တခါကြီးအဲ့ဒါဆိုရင်တခါကြီးဟာတာမန်လူတွေနေ့စဉ်လှုပ်လှိလှုပ်ထရှိတဲ့အလေးအကျင့်6ခုကို လုံနေမိပြီဆိုတာကို ပြောပြပါတယ်အကယ်၍တခါကြီးကအဲ့ဒီအလေးအကျင့်6ခုကိုလုံနေပြီဆိုရင်တခါကြီးခုနကပြောခဲ့တဲ့စိတ်သက်ကြတာတွေမလုံယုံမှုခံစားရတာတွေယုံကြည်မှုယောနေတာတွေအဆရှိတဲ့ဆိုးကျိုးတွေကိုတခါကြီးခံစားရမယ်အဲ့ဒီ6ခုကိုဒါရက်လိုက်မယ်ဆိုရင် တခါကြီးဟာပူကောင်းတဲ့ဘဝตายရတဲ့ဘဝပူပြီးတော့မှပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နေမှာဖြစ်တယ်လို့ပြန်ပြောပါတယ်အဲ့ဒီအခါမှာလူငယ်လေးကစိတ်တက်ကြွသွားပြီးအရှင်ဖျားအဲ့ဒီ6ခုကိုတပည့်တော်ပြောပြပါလို့စိတ်အားထက်သန်စွာနဲ့ရှောက်တင်တယ်အဲ့ဒီအခါမှာဘုန်းကြီးကโอเคကောင်းပြီဒါဆိုရင်ရှင်းပြမယ်ตาမန်လူတွေနေ့စဉ်လှုပ်လေလှုပ်ထရှိတဲ့အလေးအကျင့်6ခုရဲ့ နံပါတ်၁လေးအကျင့်လူတွေဟာပြဿနာတစ်ခုဖြစ်လာပြီဆိုရင်ပြဿနာတွေကိုဖြေရှင်းရမယ့်အစားပြဿနာတွေစီကနေပြီးတော့မှရှောင်သွားတတ်ကြတယ်တခါကြီးမှာအဲ့ဒီအလေးအကျင့်အလေးအထတစ်ခုရှိနေမယ်ဆိုရင်တခါကြီးရဲ့ဘဝမှာဘာသင်ယူစရာမှရမှာမဟုတ်ဘူးဘာသင်ခန်းစာမှရမှာမဟုတ်ဘူးတခါကြီးဟာဘာယုံကြည်မှုကိုမှလည်းတိဆောက်နိုင်မှာမဟုတ်ဘူးလူတွေက ပြဿနာဖြစ်လာရင် ငါမှဒီပြတ်နာဖြစ်ရလေချင်းဆိုပြီးတော့စိတ်ညစ်ကြတယ်။ဝမ်းနေကြတယ်။ပြတ်နာကိုရှောင်လွှဲဖို့ကြိုးစားကြတယ်။ဒါပေမဲ့ပြတ်နာကို ဖြည့်ရှင်းလိုက်မယ်ဆိုရင်နီလန်အစ်စ်သူကို တွေ့ရလိမ့်မယ်။အဲ့ဒီနီလန်အစ်စ်သူရဲ့အတိုင်းလိုက်လုံမယ်ဆိုရင်လိလာတင်ယူစရာတွေတွေ့ရလိမ့်မယ်။အဲ့ဒီတော့တကာကြီးအနေနဲ့ပြတ်နာတွေနဲ့ကျုံးလာပြီဆိုရင်ပြတ်နာတွေဖြစ်လာပြီဆိုရင်ရှောင်လွှဲဖို့မကြိုးစားပါနဲ့။ ြတ်နာတွေကိုဖြည့်ရှင်းဖို့ပဲကြိုးစားပါပြီးတော့မှ နီလန်အစ်စ်တွေကိုရှာပါနီလန်အစ်စ်တွေကနေပြီးတော့မှလေးလာတင်ယူမှုတွေကိုလုပ်ပါဆိုပြီးတော့ပြောတယ်နံပါတ်1လေးအချင်းကလူတွေက ကိုကိုကိုနဲ့အခြားသူတွေနဲ့အမြဲတမ်းနှိုင်းယှဉ်မှုတွေလုပ်နေတာ သူကတော့ဘာဖြစ်နေပြီငါကတော့မဖြစ်သေးဘူးသူကတော့ဝင်ငွေတွေကောင်းနေပြီငါကတော့မကောင်းနေဘူးစေပြီးတော့မှနှိုင်းယှဉ်နေမယ်ဆိုရင် တခါကြီးရဲ့ဘဝမှာနေရထိုင်ရတာတက်တောင့်တက်တာဖြစ်မှာမဟုတ်ဘူးကိုကိုကိုယုံကြည်မှုတွေလဲရော့ကျစေလိမ့်မယ်ငြိမ်းချမ်းမှုတွေလဲပျောက်ဆုံးစေလိမ့်မယ်အဲ့ဒီတော့တခါကြီးအနေနဲ့ဘဒုနဲ့မှ မနှိုင်းရှင်ပါနဲ့လောကကြီးမှာ ကို့ထက်တာတဲ့လူတွေဆိုတာ အများတန်းရှိနေမှာပဲနှိမ်ကြတဲ့သူတွေလဲရှိနေတယ်ကို့ထက်နှိမ်ကြတဲ့သူတွေကို တွေ့ရင်အယံပြောမသွားပါနဲ့ ို့ထက်တာတဲ့သူတွေကိုတွေ့ရင်လည်းစိတ်သက်မကြပါနဲ့အကောင်းဆုံးကတော့မနှိုင်းရှင်တာအကောင်းဆုံးပါပဲတကယ်လို့တခါကြီးကနှိုင်းရှင်တာတွေရက်လိုက်မယ်ဆိုရင်ယုံကြည်မှုယော်နေတာတွေလည်းရက်သွားလိမ့်မယ်နံပါတ်3အလေးချင်းက မနာလိုတာ လူတွေကပုထုဇဉ်တွေဖြစ်တဲ့အတွက်မနာလိုတာအနည်းနဲ့အများတော့ရှိမှာပဲအခြားသူတွေအောင်မြင်နေတာဝင်ငွေကောင်းနေတာကို့ထက်တာတာတွေကိုတွေ့ရမယ်ဆိုရင် မနာလိုမှုတွေဖြစ်ပေါ်လာရင်ငြိမ်းချမ်းမှုတွေလည်းပျောက်သွားလိမ့်မယ်မလုံခြုံမှုတွေကိုပို့ပြီးတော့ခံစားရလိမ့်မယ်စိတ်ဓာတ်တွေပို့ပြီးတော့ကျလာမယ်ဒါကြောင့်မနာလိုမရှိပါနဲ့ကိုယ့်ထဲအောင်မြင်နေလို့မနာလိုနေရမယ်ဆိုရင်အောင်မြင်နေတဲ့သူတွေကတန်းထောင်ချီပြီးတော့မှရှိနေတာဒါကြောင့်စိတ်ချမ်းသာစရာကောင်းမှာမဟုတ်ဘူးဘဝကပျော်စရာကောင်းမှာမဟုတ်ပါဘူးဒါကြောင့်မနာလိုမဖြစ်ပါနဲ့ မနာလိုဖြစ်မဲ့အစားကိုကိုကို နောက်တဆင့်ကို ပိုကောင်းတဲ့အဆင့်ကိုတတ်နိုင်အောင်ကြိုးစားပါနံပါတ်၄လူတွေမှာပန်းနိုင်တွေမရှိတာတိတ်ကြတဲ့ပန်းနိုင်တွေတတ်မှတ်မထားကြတာလူတွေကပန်းနိုင်မရှိတော့သွားစရာနေစရာမရှိဘူးသွားစရာမရှိတော့လမ်းတွေပျောက်နေတယ်စိတ်ဓာတ်တွေကျတယ်စိတ်ညစ်တာတွေဖြစ်တယ်အဲ့ဒီတော့ တိကျတဲ့ပန်းတိုင်တတ်မှတ်ထားပါဒီနေ့မှငါရဲ့ပန်းတိုင်ကဘာလဲအဲ့ဒီပန်းတိုင်ကိုပြင်းပြအောင်ဘယ်လိုဆောင်ရွက်ရမလဲဒီလကုံမှာပန်းတိုင်ကဘာလဲဒီနှစ်ကုံမှာဘာဖြစ်ရမလဲနောက်၅နှစ်အတွင်းမှာဘာဖြစ်ရမလဲအစရှိတဲ့ဖြင့်တိကျတဲ့ပန်းတိုင်တွေတတ်မှတ်ထားပါတိကျတဲ့ပန်းတိုင်တွေတတ်မှတ်ထားပြီဆိုရင်တကကြီးဟာအမြဲတမ်း motivation အပြည့်နဲ့နေထိုင်နိုင်လိမ့်မယ်ယုံကြည်မှုအပြည့်နဲ့နေထိုင်နိုင်လိမ့်မယ်လို့ ယဟန်တော်ကဆက်ပြီးတော့မိန့်ပါတယ်။နံပါတ်5လူတွေကနေ့စဉ်နေ့တိုင်းကျမ်းမာရေးမကောင်းစေမယ့်အရာတွေကိုလုပ်နေတဲ့အလေးအကျင့်ရှိတယ်။နေ့တိုင်းကျမ်းမာရေးမကောင်းစေတဲ့အရာတွေကိုရွေးပြီးတော့လုပ်နေတတ်ကြတယ်။တခါဤအနေနဲ့ကျမ်းမာရေးမကောင်းရင်အလုပ်တွေလည်းအများကြီးမလုပ်နိုင်ဘူး။ပျော်စရာလည်းကောင်းမှာမဟုတ်ဘူး။ကျမ်းမာရေးထိခိုက်စေမယ့်အရာတွေကိုလုပ်နေတဲ့အလေးအကျင့်အလေးအထတွေရှိနေမယ်ဆိုရင် ရက်လိုက်ပါစိတ်ကျမ်းမာရေးကိုကျမ်းမာရေးကို ထိခိုက်စေမယ့်အရာတွေကိုရက်လိုက်ပါ ကျမ်းမာရေးကို ထိခိုက်စေမယ့်အစာအသောက်တွေကို မစားပါနဲ့စိတ်ကျမ်းမာရေးကိုထိခိုက်စေမယ့်အတွေးတွေကို မတွေးပါနဲ့အရှင်ဘုရားကထပ်ပြောပါတယ်နောက်ဆုံးအချက်နဲ့အဓိကကြတဲ့တာမန်လူတွေနေ့စဉ်နေ့တိုင်းလှုပ်လှိလှုပ်ထရှိတဲ့အလေးအကျင့်တစ်ခုကပြင်းရင်ချင်းပဲ။ တကကြီးဟာပြင်းနေမယ်ဆိုရင် မလုံခြုံတဲ့စိတ်ခံစားရမယ်စိတ်ဖိစီးမှုတွေခံစားရမယ်တခါတလေမှာတော့ပြင်းလို့ရပါတယ်အလုံးလုံးပဲတခါတလေမှာအနာယူတာတွေလုပ်လို့ရပါတယ်ဒါပေမဲ့တခါကြီးအနေနဲ့ပြင်းရည်ချင်းကိုတော့အလေးအကျင့်အလေးအထတစ်ခုလို့မွေးမြူထားမယ်ဆိုရင်တခါကြီးရဲ့ဘဝမှာဘယ်နေရာကိုမှ ရောက်မှာမဟုတ်ဘူးဘာကိုမှလည်းတည်ယူနိုင်မှာမဟုတ်ဘူး လူတွေနှိမ်တာကိုခံရမယ်။တခါကြီးဟာပြင်းရင်နေမယ်ဆိုရင်ငွေရေးကြေးရေးအားနည်းလာမယ်။ပညာရေးအားနည်းလာတယ်ဖြစ်မယ်လို့ယဟန်တော်ကမိန့်ပါတယ်။အဲ့ဒီအချက်၆ချက်ကိုအခုနကလူငယ်ကိုပြောပြလိုက်တဲ့အခါမှာဘဝမှာအရေးကြီးတဲ့လိလာတင်ယူစရာအချက်၆ချက်ကိုရသွားတယ်။အဲ့ဒီလူငယ်ဟာနောက်ပိုင်းမှာဒီအချက်၆ချက်ကိုရပ်တန့်လိုက်ပြီးတော့ပို့ပြီးတော့မှပြောစရာကောင်းတဲ့ဘဝကို ရရှိသွားတယ်။အဲ့တော့ဒီဗီဒီယိုကို ကြည့်နေတဲ့မိတ်ဆွေအနေနဲ့ဝမ်းနေတာယုံကြည်မှုရောက်ကြတာစိတ်ဖိစီးမှုခံစားနေရတာကိုကိုကိုမလုံခြုံမှုလို့ခံစားနေရတာဒါတွေဖြစ်နေပြီဆိုရင်ဒီအချက်၆ချက်ကိုတရေရလိုက်ပါဒီအချက်၆ချက်ရဲ့ဆန့်ကျင်ဘက် ကောင်းတာတွေကိုလုပ်ပြီးတော့မိတ်ဆွေတို့ရဲ့ဘဝမှာပိုကောင်းတာတွေရအောင်ဖန်တီးနိုင်ပါတယ်အဲ့တော့နံပါတ်၁ပြဿနာတွေဖြစ်လာရင်ဖြစ်ရှင်းပါ ရှောင်မပြေးပါနဲ့နံပါတ်1ဘရူနဲ့မှမနိုင်ရှင်ပါနဲ့ကိုကိုကိုနဲ့ကိုပဲနိုင်ရှင်ပါဒီနေ့ကိုကမနေ့ဖြန်ကိုထက်တာအောင်ကြိုးစားပါနံပါတ်3မနာလိုတာတွေကိုလျှော့ချပါကိုကိုကိုနောက်ထပ်တစ်ဆင့်မြင့်အောင်ကြိုးစားပါနံပါတ်4တိကျတဲ့ဗန်းနိုင်တွေတတ်မှတ်ထားပါနံပါတ်5ကျမ်းမာရေးကောင်းအောင်နေပါမပြင်းပါနဲ့ဒါဆိုရင် မိတ်ဆွေဟာမိတ်ဆွေရောက်ခြင်းတဲ့ဘဝမိတ်ဆွေလိုခြင်းတဲ့ဘဝကိုရရှိပါလိမ့်မယ်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်